မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အလဲထိုင်၅လုံးနည်းအတိတ်ကိုပြန်လည်ပြောင်းတက်မှာဖြစ်ပါတယ်ဗောနောကျွန်တော်အလဲထိုင်ဖြစ်ပါတယ်ခင်ဗျာအလဲထိုင်နည်းအတိတ်ဗောနောကျွန်တော်တို့ဒီနံပါတ်20နဲ့98ဘာနီစာပြီးလေးပြပြီးတော့မယ်ဗောနော ဒီ3 9 6 8ဆိုပြီးဖြစ်ပါတယ်ဗောနော်အဲ့မှာ009ဆိုတဲ့အတွက်ကြောင့်မို့ခုနှစ်ကအလဲဖြစ်ပါတယ်ခင်ဗျာ3 9 3 9 60မှာကျွန်တော်တို့3 9အလဲထိုင်ခွန်3 9 3 9ဖြစ်ပါတယ်ဒီ3 9 3 9 60ပဲထည့်ရတယ်ဗောနော်နောက်ထပ်တစ်ကြိမ်မှာ3 0 0ဆိုတဲ့အတွက်ခုနှစ်အလဲဖြစ်ပါတယ်9956မှာ694ဆိုတဲ့အတွက်ကြောင့်မို့9အလေးဖြစ်ပါရခင်ဗျာနောက်ထပ်ကျွန်တော်1468မှာ963ဆိုတဲ့အတွက်6ကအလေးဖြစ်ပါတယ် မာရှစ်တုံညာတင်းနေမှာရှောက်ရှိခွန်ဆွေအတွက်ရှစ်ကအလေးဖြစ်ပါတယ်ခင်ဗျာခွန်တုံညာနေတုံးလေးမှာနေနေခွန်ဆွေအတွက်နေ့ကအလေးဖြစ်ပါတယ်မာရှစ်တုံညာတင်းနေမှာ3ရှစ်ရှစ်ဆွေအတွက်ဒီရှစ်ကအလေးပေါ့နော်နောက်ထပ်ကျွန်တော်3 6 9တုံညာအလေးဆိုပြီးကြားတယ်ပေါ့နော်3တုံညာ9ဆွေအတွက်ကြောင့်မို့တုံညာအလေးဖြစ်ပါတယ်နေ့9 8 9မှာ3 9နေဆွေအတွက်အငါကအလေးဖြစ်ပါတယ်ခင်ဗျာ 3669ဒုံများထက်က39နေဆွဲအတွက်ကိုအလေဖြစ်ပါတယ်။4939များတင်မှာနေလေးချဆွဲအတွက်400အလေဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ကျွန်တော်3နှစ်လေး3နှစ်လေးမှာတော့69 3နှစ်3အလဲဆိုပြီးဖြစ်ပါတယ်။အဲ့ဒီထက်ကနှစ်ကအလဲဖြစ်ပါတယ်3နှစ်လေးပါနော်။39 35 60ပါဆိုရင်85နှစ်ဆိုတဲ့အတွက်ကြောင့်မို့9ကအလဲဖြစ်ပါတယ်ခင်ဗျာ။9နှစ်လေး96မှာကျတော့85ဆိုတဲ့အတွက်6ကအလဲဖြစ်ပါတယ်။ ်9833တင်းနဲ့3960အတွက်9ကအလဲဖြစ်ပါတယ်ခွန်တုံညာနှစ်တုံးလေးမှာလျှောက်လေးလျှောက်စရအတွက်အလေးရအလေးလေးခွန်ကူတုံညာတင်မှာကူခွန်ရှိစရအတွက်ခုနှစ်ကအလေးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဒီလျှောက်ကူလျှောက်ကူနှစ်လေးငါးချောင်းမှာလျှောက်ကူလျှောက်ကူအလေးဖြစ်ပါတယ်လေးခွန်ကူတုံညာတင်မှာရှိကူရှိစရအတွက်ကူအလေးဖြစ်ပါတယ်ခွန်တုံညာနှစ်တုံးလေးမှာတင်လေးငါးစရအတွက်အလေးရအလေးဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်8435မှာတော့နင်းကားနေဆွေအတွက်ငါကအလင်းစုပြီးဖြစ်ပါတယ်။နံပါတ်ရှင်အဖြစ်တင်တို့48ကျင်အထိရှိသွားခဲ့ပြီပေါ့နော်။ Okay ဒါလေးကိုကျွန်တော်အတူတူလေ့လာကြအောင်ပေါ့နော်။ဒါကကျွန်တော်အလဲထိုင်၅လုံးညချိန်နေတဲ့မိုက်ဆွေများအတွက်ဖြစ်ပါတယ်ခင်ဗျာ။ okay 6 5 6 6 5 3 5 6 6 4 6 9 9 8ပေါ့เนาะ ပြီးရင်ဒီမှာဆိုရင်69 69 79 95နဲ့ဆက်ပြီးတော့ကျွန်တော်တွေ့ရနည်းဒီကိုလေ့လာကြအောင်ပါခင်ဗျာ Okay တွေ့ရနည်းလေးကိုကျွန်တော်ဒီ69 69ကနေ79 79တစ်ကြိမ်ကိုလေ့လာကြအောင်ပါနော်ဒီတုံညမှာတစ်ကြိမ်ပေါင်းတာဖြစ်ပါတယ်ပြီးရင်ထိတ်စီးနဲ့အလဲထိတ်မှာတစ်ကြိမ်စီပေါ့နော်ဒီ6ကို၄နဲ့ပေါင်းတယ်ပြီးရင်ဒီ1မှာတစ်ကြိမ်စုပြီးဖြစ်ပါတယ်ဒီ9 3တင်မှာ9ဟူ3နေမြောင်းမှာဖြစ်ပါတယ်ခင်ဗျာ3ချိန်ပေါင်းနေပါတော့ပြီးရင်8 9ကကိုမှာတစ်ချိန်၄မှာ နှစ်မှာတကြိမ်ဒီ6မှာတကြိမ်ဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာကြတော့6နဲ့9ပေါင်းတာက15ဖြစ်ပါတယ်။6လေးဒီ20လေး20 5 5သုံးကြိမ်ပေါင်းတာက15ဖြစ်ပါတယ်။ဒီ9ဟာတကြိမ်ပေါ့နော်။9နဲ့ကြိမ်14လေးနဲ့6ပေါင်းရှင်းက20ဖြစ်ပါတယ်ခင်ဗျာ။ငါငါပေါင်းရှင်း30ဒီမှာငါနဲ့9ပေါင်းတော့14ရာတယ်ဗောနော်14ကို ကျွန်တော်6ကို3ပေါင်းမယ်ဗောနော်6 3ပေါင်းတာ ခွန်ကိုနေပေါင်းတာ930တိလေခွန်ကိုတော်များတိအလေထိန်စုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာက6980အတွက်ကိုကအလေ ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ690ရှာနေစာပြီးပြပြသားမယ်ပေါ့နော်ဆိုတော့ဒီမှာလေခွန်ကိုတော်များတိမှာ690စုပြီးဖြစ်ပါတယ်ဒီနေ့အတိုင်းကိုကျွန်တော်ဒီခွန်ခွန်ကိုကနေစာပြလို့ရတယ်ပေါ့နော်တော်တော်တအားရှိတော့မှာဆိုတဲ့အတွက်ကျွန်တော်ဒီ690ကနေစာပြီးပြပြသားတာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ဒီနေ့အတိုင်းပဲကျွန်တော်ခွန်တော်ညနေ3လေးရတာကိုလည်း ဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီ၃မှာတစ်ချိန်၈နဲ့၉နဲ့မှာတစ်ချိန်စီဒီ၈ကိုကြာတော့၄နဲ့မြောက်မယ်၉နဲ့မှာတစ်ချိန်ဒီ၃ကိုကြာတော့အပေါ်ကလည်းမျိုးပဲ၃နဲ့မြောက်တယ်ပေါ့နော်ဒီ၁မှာတစ်ချိန်အလေ၉မှာတစ်ချိန်အပိတ်၃ညမှာတစ်ချိန်ဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ဒီ၃က၃၈နဲ့၉ပေါင်းတာကဆက်ခွန်ဖြစ်ပါတယ်ရှင်းလေးတွေ30နဲ့နှစ်နစ်ကိုတင်ခွန်နဲ့ပေါင်းရှင်း30နဲ့9ပေါ့နော်33ချိန်ပေါင်းတာလဲ9တစ်က1ချိန် 9နှစ်ချိန်ပေါင်းတာ78ကိုတုံများနဲ့ပေါင်းတာ10ပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်9နှစ်10ပေါင်းရှင်းက30ဆိုပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ချိန်မှာ3နှစ်9ပေါင်းရင်လည်း30ပေါ့နော်။ဒီ9နှစ်10နှစ်ပေါင်းတော့79ဆိုတဲ့အတွက်ကြောင့်မို့ခွန်ကိုလည်းဒီ3နှစ်ပေါင်းတော့30ပေါ့နော်။ခွန်ကို3ပေါင်းရင်30တုံများကိုနှစ်ပေါင်းတာ1 3လေခွန်တုံညာနေတုံလေးအလေထိုင်စုပြီးရတယ်နောက်ထပ်တစ်ချိန်မှာတင်းလင်းငါဆိုတဲ့အတွက်ကြောင့် လေကအလေဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါကြောင့်မို့ခွန်တော်များနေတော့လေးမှာဒီလေငါဆိုပြီးဒီမှာပြပြထားတယ်ပေါ့နော်။နောက်ထပ်တစ်ချိန်ကျွန်တော်8335ဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ။ဒီလေးမှာတစ်ချိန်ထိတ်စီးနဲ့အလေမှာတစ်ချိန်စီဒီ3ကိုကြာတော့လေးနဲ့မြောက်ပြီးအပိတ်မှာတစ်ချိန်ဒီနှစ်ကိုလည်း၃နဲ့မြောက်တယ်ဗောနော၉မှာတစ်ချိန်ဒီ၃မှာတစ်ချိန်၉မှာတစ်ချိန်ဆိုပြီးထပ်ပေါင်းมาဖြစ်ပါတယ် အဆင်းကျွန်တော်ဒီလေးကတစ်ချိန်ပေါ့နော်တင်းနဲ့လေးပေါင်းတာက9 3လေးဒီ7နှစ်ဒီ9ကတစ်ချိန်နေ3ချိန်ပေါင်းတာ6ဒီ9ကတစ်ချိန်3နှစ်ချိန်6 6နှစ်9ပေါင်းရှင်း15ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်9နဲ့6ပေါင်း15 9နဲ့ပေါင်းရင်20ဆိုပြီးဖြစ်ပါတယ်ဒီ ဒီငါခွန်ပေါင်းတာစနစ်နင်းနေနေပေါင်းတာလေးလေးနဲ့လေးပေါင်းတာရှေ့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ရှစ်ကို၃နဲ့ပေါင်းတာ၁၁တိတ်ကို၂ပေါင်းတာ၃၄၅ပေါ့နော်ရှိတဲ့ဒုံလေးကအလေထိုင်မှာနင်းငါးနေဆိုတဲ့အတွက်ကျွန်တော်ဒီမှာငါးကအလေဖြစ်ပါတယ်ရှိတဲ့ဒုံလေးကမှာနင်းငါးနေဒီဟာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဒီ နစင်နဲ့၃ကြိမ်အတွက်ပေါ့နော်ဒီလေးကိုတစ်ကြိမ်ပေါင်းမယ်နေနဲ့၅နေမှာတစ်ကြိမ်စီဒီနေ့ကိုလေးနေမြောင်းမယ်အပိတ်မှာတစ်ကြိမ်ပြီးရင်ဒီ၃ကို၃နေမြောင်းမှာဖြစ်ပါတယ်ခုနှစ်မှာတစ်ကြိမ်ဒီ၉မှာတစ်ကြိမ်၅နေထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာလေးရတစ်ကြိမ်ပေါ့နော်နေနဲ့၅ပေါင်းရှင်းခုနှစ်စုပြီးဖြစ်ပါတယ်နေ၅လီ၁၀ဖြစ်ပါတယ်ခင်ဗျာညနေကြိမ်လေးလေးနဲ့လေးရှင်းရှင်းနေနေပိုင်း30ဆိုပြီးဖြစ်မယ်ပေါ့နော်လေးနဲ့လေးရှင်းရှင်းနေနေပိုင်း30 ဒီ၃၃ချိန်ပေါင်းတာက9ဒီ9ကတစ်ချိန်9နဲ့ချိန်၁၈၈နဲ့9ပေါင်း၈၀နဲ့3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9နဲ့3ပေါင်း10 4 7 3နဲ့9ပေါင်း၈၀ဆိုပြီးရတယ်ပေါ့နော်အဲဆိုရင်3ည3ညကို3နဲ့ပေါင်းခြင်းက3 3ကို2ပေါင်းတာ9 6 9 3ည3 9 6 9အလေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ။အဆွေကိုဒီရှိကိုရှိလေဒီဒီလေးငါငါဒီနေငါနေဒီတစ်ပတ်မှာတော့တုံညာ3 5 6ခွန်အလဲစုပြီးဖြစ်ပါတယ်ခင်ဗျာ။တုံညာ3 5 6ခွန်စုပြီးဖြစ်မယ်ပေါ့နော်။ဒါကတော့ကျွန်တော်အလဲထိုင်ဒီငါလုံးချိန်တဲ့မိုက်ဆွေများအတွက်ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီဟာလေးကတော့အလဲထိုင်6လုံးညနှမျိုးပေါ့နော်။ ဒါပြီးခဲ့တဲ့ပတ်မှာကျွန်တော်တင်ပြထားတဲ့ဟာဖြစ်ပါတယ်ခွန်ရှိကိုတုံညာတင်းနေမှာဆိုရင်ခုနှစ်အလဲခွန်ခွန်ကိုတုံညာခွန်တုံညာတုံညာခုနှစ်ဒီတုံခွန်ခွန်ကိုရှိကိုလေ6က9 63ရှိအလဲရှောက်ရှိခွန်နှစ်အလဲနိနေခွန်ရှိအလဲ388တုံညာအလဲ3တုံညာ9ပေါ့နော်39 39နှစ်နှစ်လဲ6 34လေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာ85နှစ်ပေါ့နော် ရှင်းငါနဲ့ရှင်းရှောင်းငါ356 646 698 696ရှိဖြစ်ပါလေဒီမှာ9အလဲ69ရှင်း4အလဲဒီလေငါပြည့်ခရစ်ဘတ်မှာ96အလဲထဲနှစ်ခုပဲရှိတယ်ဗောနော်ဒီဘတ်မှာ9အ9အလဲထဲညီငါနဲ့ဒီဘတ်မှာ689 689ဆိုတော့ကျွန်တော်ဒီမှာအ6ရဲ့9ရဲ့အလဲထဲပုံ ဖြစ်ပါတယ်ဗောနော်6ခုအလဲထဲပို့ပြီးအာသာသွားမယ်ဗောနော် โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ